အောက်ဆီဂျင်အိုးနဲ့ရှင်သန်နေရတဲ့ကောင်မလေးကိုအချိန်မီအသက်မကယ်ပေးနိုင်တာကြောင့်တာဝန်မကျေသလိုခံစားနေရတဲ့ကိုထွန်းမင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Seri Insider Page ကနေပြီးတော့ပြန်လည်ဆွဆူလိုက်ပါရယ်။ပြီးခဲ့တဲ့ရက်ကမီဒီယာတစ်ခုကနေအောက်ဆီဂျင်အိုးနဲ့အသက်ရှင်နေရတာကြောင့်ကောင်မလေးတယောက်ကအခုညတောင်းလာခဲ့တာဖြစ်ပါရယ်။ကောင်မလေးကအသက်20ကျော်အရွယ်ငယ်ရွယ်ရဲ့အရွယ်ဖြစ်ပေမဲ့အဆုံးနဲ့ပတ်သက်တဲ့ယောဂါကိုခံစားနေရတာဖြစ်ပါရယ်။အဆုပ်လေးပြုံရောင်တဲ့ယောဂါကိုခံစားနေရတာပါ။အစပိုင်းမှာတော့ကအသက်ရှူကြက်ယုံတာဖြစ်ပေမဲ့နောက်ပိုင်းမှာဈေးယုံတောက်လျှောက်တက်နေခဲ့ရတာဖြစ် ဖြစ်ပါတယ်။ဇေယဝါဆင်းလာတဲ့အချိန်မှာလဲပုံမှန်အတိုင်းအသက်မရှူနိုင်တော့တဲ့အတွက် အောက်ဆီဂျင်အိုးအိုသာအားပြုပြီးတော့ရှေးဆက်နေရတာဖြစ်ပါတယ်။အိမ်ကိုရောင်းပြီးတော့ဆေးကုထားရတာမို့မိသားစုမှာလဲဘာမှမတက်နိုင်ကြတော့ပါဘူး။အလုံးလဲမလုံးနိုင်မဲမိခင်ဖြစ်သူကအကျွေးတွေယူပြီးတော့ကောင်မလေးကို အောက်ဆီဂျင်အိုးငားပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ကိုထွန်းမင်းကတွေ့ပြီးတော့ကုညီဖို့စ조사ပေးခဲ့ပါတယ်။အလူရှင်တွေကိုဆက်သွယ်တဲ့အချိန်မှာလဲကောင်မလေးအတွက်လူပေးကြမယ်ဆိုတာကြောင့်ငွေတွေစုပြီးတော့အိမ်ကိုသွားပေးခဲ့ကြပါတယ်။ရောက်တော့တဲ့အချိန်မှာလဲကောင်မလေးက တကယ်ကိုဆူဆူရွရွခံစားနေကြရတာဖြစ်ပါတယ်။ခေါင်းကိုမထောင်နိုင်ပဲမှောက်ပြီးတော့သာဖြစ်လို့နေတာပါ။ခေါင်းမလေးကခွဲစိမ့်မှသာယောဂအရှင်းပြောက်သွားမှာဖြစ်ပါတယ်။ခွဲစိဖို့ဆိုရင်သိန်း400ကျော်ကုန်ကြမှာပါ။ဒါကြောင့်မို့မိခင်ဖြစ်သူကခွဲဖို့မတက်နိုင်ပါဘူး။ကိုထွန်းမင်းကလည်းသူရသလောက်ကူညီပေးမယ်လို့ဆုံးဖြတ်ပြီးတော့ပြောထားခဲ့ပါတယ်။လက်ရှိမှာအောက်ဆီဂျင်အိုးဝယ်နိုင်ဖို့အတွက်25သိန်းလှူပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်းခွဲဖို့စရိတ်ကိုရှာပီးဖို့ကြံရည်နေတာဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့အရန်ကိုဝမ်းသာပီးပြီးဖြစ်နေတာပါ။အောက်ဆီဂျင်အိုးတွေကိုလည်းအကျွေးနဲ့ယူထားတာဖြစ်ပါတယ်။လက်ရှိမှာသမီးဖြစ်သူအသက်ရှင်ဖို့အရေးကြီးတာကြောင့်အကျွေးနဲ့ယူပြီးတော့အိုးတွေယူထားတာဖြစ်တယ်။နောက်မှသာနောက်ခါလာနောက်ခါစီဆိုပြီးတော့ဖြည့်ရှင်းဖို့လုပ်ထားတာဖြစ်တယ်။ကိုထွန်းမင်းကလူပေးလို့စိတ်အနှင်းငယ်ပေါ်သွားခဲ့ရပါတယ်။ကိုထွန်းမင်းကလည်းအသက်၂၂နှစ်အရွယ်ကောင်မလေးကိုပြန်ကောင်းလာအောင်ကူညီပေးမယ်ဆိုပြီးတော့ဂတိတွေပေးထား ဲ့တာဖြစ်ပါတယ်။ကောင်မလေးထက်အခြေအနေဆိုးရတဲ့သူတွေကိုကိုထွန်းမင်းကအများကြီးတွားပြီးတော့လှူဖို့ပါတယ်။ ကိုထူမင်းတို့ဘက်ကလူပေးတာစောင်းလျှောက်ပေးတဲ့အချိန်မှာပြန်ကောင်းလာကြပါတယ်။ဒါကြောင့်မို့မိခင်ဖြစ်သူကိုလည်းပြန်ကောင်းလာအောင်အလူရှင်နေတဲ့ချိန်ပေးမှာဆိုပြီးတော့စိတ်ဓာတ်ခွန်အားတွေပေးခဲ့တယ်လို့ကတိတွေလည်းပေးခဲ့တာဖြစ်ပါတယ်။တကယ်ကောင်းလာအောင်လဲကိုထူမင်းကစွမ်းဆောင်ပေးသွားဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ကိုထူမင်းပြန်လာပြီးနိုင်ပိုင်းအကြာမှာပဲကောင်မလေးကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။အလူရှင်နေရှာပေးပြီးတော့ယောဂါကိုပျောက်ကင်းအောင်ကုသပေးဖို့ရည်ရွယ်ထားရာကနေအခုလိုကွယ်လွန်သွားတဲ့အတွက် ကိုထွန်းမဲလည်းစိတ်မကောင်းဖြစ်နေတာပါဗေးထားတဲ့ကတိကိုတောင်မှမတီးလိုက်ရဘူးဆိုပြီးတော့တာဝန်မကျေသလိုစိတ်မကောင်းဖြစ်ပြီးတော့အတိပေးလာခဲ့ရလဲဖြစ်ပါတယ် ဒါပေမဲ့လည်းပြောရမယ်ဆိုရင်တော့နောက်ထပ်အလူရှင်နေနေဆိုရင်တော့ဂျမ်းမာရီလူငယ်တယောက်ပြန်ဖြစ်လာမယ်ဆိုပြီးတော့ထင်ထားခဲ့တာလည်းဖြစ်တယ်။ကိုထိုးမင်းကသူပေးထားတဲ့ကိရိယောမတီးလိုက်ရအောင်ဆိုပြီးတော့စိတ်မကောင်းဖြစ်နေတာအကြောင်းမလာတာကြောင့်အခုလိုဖြစ်သွားခဲ့ရတာကိုထိုးမင်းကအလူရှင်နေနေချိန်ပေးဖို့ကုညီပေးဖို့ကြိုးစားနေတဲ့အချိန်မှာကွယ်လွန်သွားခဲ့ရတဲ့ ကောင်မလေးရဲ့တနာစီယာအဖြစ်လေးရပေါ့။ကောင်းရပုံပေါ်ကရောက်ရှိအောင်ပရိသတ်ကြီးလည်းဆုတောင်းပေးခဲ့ကြပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။